နေမန္တရတိပရနေပိတာဝတ္တနတ်ပြပါကြတော့ဒွိဟိတ်နဲ့တိဟိတ်နှစ်မျိုးပဲရှိတယ်။ဟောတာဝရင်တပါနတ်တိနမနကပါနတ်စင်မမီလို့မရှိဘူးဒုက္ကတိဟဲ့နော်ဒီတာဝရင်နာရာမတုတိတံကြတော့ဒွိဟိတ်နဲ့တိဟိတ်ဆိုတဲ့နတ်နှစ်မျိုးပဲရှိပါတယ်တဲ့။ဟောပုထုဇဉ်တွေကပေါ့ပုထုဇဉ်တွေကဒါပဲရှိတယ် နောက်ဒီနတ်ဆိုတာလည်းပဲ၃မျိုးရှိတယ်ဘုံမဇိုးနတ်တဲ့ဘုံမဇိုးဆိုတာကမြေကြီးတောင်တို့ကိုမြေပြီးတော့ကနေရတဲ့နတ်ကိုဘုံမဇိုးလို့ခေါ်တယ်နောက်ယုတ်ကဇိုးတဲ့ယုတ်ကဇိုးဆိုတာတပ်ပင်တွေရှိတဲ့နေရာကိုမြေပြီးတော့နေတဲ့နတ်ကိုယုတ်ကဇိုးလို့ခေါ်တယ်ယုတ်ခဆိုတာတပ်ပင်ဘူမိဆိုတာမြေကြီးနောက်အာကာသကြီးကိုမြေပြီးတော့နတ် သူကမြေကြီးကိုလည်းမြည်ပြီးတော့မနေဘူးသစ်ပင်ကိုလည်းမြည်ပြီးတော့မနေဘူးအာကာသထဲမှာသူ့အတူနေနိုင်တယ်အာကာသစုနာလို့ခေါ်တယ်နတ်ကသုံးမျိုးရှိတယ်အဲ့ဒီနတ်သုံးမျိုးရှိတဲ့အထက်မှာစတုမာတဲ့ဘုံဆိုတာကနတ်သုံးမျိုးစလုံးရှိတယ်စတုမာတဲ့ကမြေမိုတောင်ကနေပြီးတော့အောက်ခြေအထိမြေကြီးတွေရေတွေနဲ့ ဆက်ဆက်ပြီးတော့နေတဲ့အတွက်ကြောင့် तू ကယုတ်ကဇိုးတို့ဘုံမဇိုးတို့အာကတဇိုးနာတို့ရှိတယ်။တာဝရိန်နာကနေစားပြီးတော့အထက်ကနတ်တွေကြတော့အာကတဇိုးနာပဲရှိတော့တယ်။နော်။ဟိုမှာမြေကြီးတွေသဘင်နေရှိတဲ့နေရာဌာနမဟုတ်တော့။နောက်ဗြမဘုံ20မှာနံပါတ်3ပြတဲ့ယူပ16ဘုံမှာ အဲ့ဒီယူပ16ပုံမှာဟောဒီအတ္တညတ္တပြမာတဲ့စောစောကပြောတယ်အတ္တညတ္တပြမာဆိုတာဘာမရှိတာလဲနာမရှိရုပ်တတရှိတယ်တို့ရုပ်တတရှိလို့သရဝါနော်အဲ့ဒီဘုံဌာနမှာကြတော့ဒီပုဂ္ဂိုလ်၃မျိုးဒါကတော့ အပယ်လေးပုံနဲ့ပဲဆိုင်တယ်နော်အပယ်လေးပုံနဲ့ပြဒါသူကတိပုံတွေမှာရှိတယ်နောက်တခုမှတ်ထားဖို့ကဒုက္ကတိရဲ့စံကျင်ဘက်ကိုသူကတိလို့ခေါ်တယ်နော်ဒုက္ကတိရဲ့စံကျင်ဘက်ကိုသူကတိလို့ခေါ်တယ်ဒါကြောင့်32ပုံကိုခွဲလိုက်လို့ရှိရင်အပယ်လေးပုံသားကိုဒုက္ကတိလို့ခေါ်တယ် ထုတ်ကတိလို့ခေါ်တယ်။ကျားနဲ့နဆဲတဲ့ခေါနာဘုံကိုတုတ်ကတိလို့ခေါ်တယ်။ဒုကတိဘုံလို့ခေါ်တယ်။ဒါကြောင့်မလို့ဒုကတိအားဟိပုဂ္ဂိုလ်ဒွိဟိပုဂ္ဂိုလ်တိဟိပုဂ္ဂိုလ်ဆိုတဲ့ပုထုဇဉ်၃မျိုးဒီဟောဒီဒုကတိ28ဘုံမှာရှိတယ်။ဒုကတိအားဟိပုဂ္ဂိုလ်ကတော့ အပယ်လေးပုံမှာရှိတယ်။ဒါ28ပုံစလုံးမှာကို28ပုံစလုံးကိုခြုံပြီးတော့ဒုက္ကတိဘုံလို့ခေါ်ရတယ်။နော်ဒုက္ကတိဘုံလို့ခေါ်တယ်။ဒီဒုက္ကတိရဲ့အစဉ်ပဲကဒုက္ကတိသူဆိုတာကောင်းတဲ့ဘုံဌာန။အဲဒီဒုက္ကတိအာဟိဒွိဂိတ်တို့တိဂိတ်တို့ဆိုတာဟောဒီဒုက္ကတိ28ပုံမှာရှိတယ်။ ဲ29ဘုံမှာရှိတယ်ဆိုတော့ဒီအတ္တညတဘုံက29ဘုံထဲမှာပါလားအတ္တညတဘုံကသူကတိ29ဘုံထဲမှာပါလားပါတယ်လေဒီမှာဒီအပယ်လေးဘုံကိုဘယ်လိုခေါ်လဲဒုက္ကတိဘုံခေါ်လားပြန်တဲ့29ဘုံကိုဒုက္ကတိဘုံလို့ခေါ်တယ်ဆိုတော့အတ္တညတက29ဘုံထဲမှာပါတဲ့အတွက်ကြောင့်ဘယ်တော့မှပါလဲ တုက္ကတိတဲ့မှာမပါဘူးလားကဲတုက္ကတိဘုံထဲမှာပါရင်ပုံကဘယ်နှမျိုးရှိမှာလဲတုက္ကတိအားခေဒွိရေတိရေပုံကတို့သုံးမျိုးမရှိဘူးလားကဲဉာဏ်စမ်းကြည့်အောင်အတ္တညတ္တပြမဆိုတာဘာမရှိတာလဲနာမရှိရုပ်သက်သက်ရှိတယ်ဘယ်ထဲမှာပါ နာမရှိဘူးနော်နာမရှိဘူးပါနိုင်လားဒီတဲ့သုံးမျိုးတဲ့ရှင်းနိုင်လားဥမာဘာမရှိတာလဲနာမရှိဘူးနာမရှိဘူးနာရှိမှတည့်ရဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်နိုင်ဘူးလားနာဆိုတာပြိတ္တိစိတ်ပြိတ္တိစိတ် နော်ဒီပရိသတ်တွေစိတ်ထဲမှာပါတဲ့စိတ်ထဲမှာပါတဲ့ဉာဏ်ကြီးသူရဲ့ပုဂ္ဂိုလ်ဆိုတာလဲပရိသတ်တွေစိတ်ထဲမှာပါတဲ့ဉာဏ်ကြီးမပါလို့ဒုက္ခတရားကြီးဆိုတာလဲပရိသတ်တွေစိတ်ထဲမှာဉာဏ်ကြီးမပါဘူးဒါစိတ်တွေနဲ့ပရိသတ်တွေတဲ့ပုဂ္ဂိုလ်သေးတာတည်းကယုံနံရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ ပရိသေတဲ့ပုံကူတွေဒါတွေဟာစိတ်နဲ့ပရိသေတဲ့စိတ်ကဲအတင်းကြတာပြင်ပါဒီထဲမှာပါနိုင်လားပါနိုင်လားအေးနည်းနည်းတွေ့ဝသွားတယ်ပါတယ်တို့တော့ပါတဲ့နေရာကဘလူယူရလဲဆိုတော့ဟောဒီအတင်းကြတာပြင်ပါကြတော့နန်းနဲ့ပရိသေတွေမရုံနဲ့ပရိသေတွေတဲတာ ယုံနဲ့ပရိသေတိတာတာကိုလည်းယုတ်တီအပြာကတတရားဖြစ်တဲ့အတွက်ကြောင့်သူလည်းယုတ်ပါလဲဟိတ်မပါတဲ့အတွက်ကြောင့်သူကထူးထူးဆန်းဆန်းယုံနဲ့ပရိသေတိတဲတာဟာ30ဘုံမှာဒီတဘုံပဲရှိတယ်စိတ်နဲ့ပရိသေတိတဲတာမဟုတ်ဘူးเนาะဇီဝိတနဝကကလတ်ဆိုတဲ့ယုတ်၉ပါးနဲ့တဲတာအဲ့ဒီယုတ်ကလည်းအပြာကတဖြစ်တဲ့အတွက်ကြောင့်ဟိတ်မပါနိုင်တဲ့အတွက်ကြောင့် သူ့ကိုစိတ်နဲ့ပြိတ္တိမတဲပြီမယ်လို့သူကတိအာဟိပုဂ္ဂိုလ်လို့ခေါ်ရမယ်တဲ့သူသူကတိအာဟိပုဂ္ဂိုလ်နော်ဒါကြောင့်အတ္တိညတဗုဒ္ဓတွေဟာသူကတိအာဟိပုဂ္ဂိုလ်တွေကဲသလိုဆိုရင်ဆရာတို့သဘောပေါက်သွားပြီမြမဘို16ပုံမှာ အတိညာတပြမမပါ15ပုံမှာဘယ်ပုံကိုရှိသလဲလို့ဆိုရင်ကဲပြောတော့မယ်အဲ့ဒါလေးကအင်မတထူးကြတယ်နော်ဆရာတို့သူ့ကိုနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ယူပ16ပုံ၌အတိညာတပြမမပါ15ပုံမှာတိရိပ်ပုံကိုကြီးတယ်ရှိတယ် ဒါကြောင့်အတ္တညတ္တမပါမြန်မာမန္တမြတိရိပ်ပုဂ္ဂိုလ်တာဖြစ်တယ်။သူကဘာဝနာကိုဇံရပြီးမှတိရိပ်ပုဂ္ဂိုလ်မှာဇံရနိုင်တဲ့အတွက်ကြောင့်ဇံရပြီးမှ ရောက်သွားတဲ့အတွက်ကြောင့်မြမဘုံမှာတိရိပ်ပုဂ္ဂိုလ်ကြီးတွေရှိတယ်လို့မှဒုရိပ်မရှိဘူး။နော်ဒီပုဂ္ဂိုလ်ရှိတယ်သို့တော့ချွင်းချက်အတ္တညတ္တမြမာမှာတော့ တိရိပ်ပုဂ္ဂိုလ်လည်းမရှိဘူးဒွိရိပ်ပုဂ္ဂိုလ်လည်းမရှိဘူးဒုက္ကတိအာခိပုဂ္ဂိုလ်တစ်မျိုးပဲရှိပါလေဒီတရားပြမာကြီးတွေထဲမှာပုဂ္ဂိုလ်တဦးပဲရှိတယ်ကျန်တဲ့ပြမာတွေလည်းပုဂ္ဂိုလ်တဦးပဲရှိတယ်တိရိပ်ပုဂ္ဂိုလ်ရှိတယ်ဒါကြောင့်အလွန်ညံထက်မြက်တဲ့အတွက်ကြောင့်အင်မတန်ခက်ခဲနေနေတဲ့အဘိဓမ္မာတရားကိုတာဝတိမှာဟောတဲ့ချိန်မှာ ပြမာတွေကြွရောက်ပြီးတော့နားထောင်လိုက်နားယူလိုက်တာကလေးပေါင်းငောင်းများစွာအရိယာပုဂ္ဂိုလ်ဖြစ်သွားတယ်တရားနာယုံနဲ့ရတယ်သိမြန်ကောင်းတာတော့လူဆိုရင်လည်းတိရိပ်ပုဂ္ဂိုလ်ဖြစ်မှာဖြစ်အောင်ဒါကြောင့်အရိယာပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့အရိယာပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ဆိုရင်ကိုဒီလူဘဝမှာတိရိပ်ပုဂ္ဂိုလ်ဖြစ်အောင်အရင်ဆုံးလုပ်ရတယ်ဒါကြောင့်ယူပ16ပုံမှာဘယ်ပုဂ္ဂိုလ်တွေရှိတယ်လဲလို့သိထားဖို့က အတ္တညတပြမမာတော့သူကတိအာဟိပုဂ္ဂိုလ်ဆိုတဲ့တမျိုးပဲရှိပြီးတော့ကြံတဲ့ပုံကတိခိပြမာလေးကြီးတဖြစ်တယ်လို့ပါကဲနောက်တစ်ခုနံပါတ်၄ပါနံပါတ်၄ကအရူပ၄ပုံမှာဘယ်ပုဂ္ဂိုလ်တွေရှိလဲအရူပ၄ပုံဆိုတာဘာမရှိတာလဲရုပ်မရှိဘူးအဆိုတာမအရူပဆိုတာရုပ် အရူပဆိုတာယုတ်မဲ့ဗြမာယုတ်မဲ့ဗြမာလို့ခေါ်တယ်ယုတ်မရှိတို့တော့ဘာရှိလဲနန်သက်သက်ရှိတဲ့ဗြမာမှာဘယ်ပုံကိုယ်တွေရှိလဲလို့ကဲယုတ်မရှိဘူးเนาะနန်ကြီးတည်းရှိတယ်သူလည်းပဲတုက္ကတိ29ဘုံထဲမှာပါလာတုက္ကတိ29ဘုံထဲမှာပါရင်ဘယ်ပုံကိုယ်ပဲရှိရမလဲတုက္ကတိအားခေဒွိခေတိခေ တို့တော့သူမှဘာချုပ်တဲ့နေတယ်ရုပ်ချုပ်တဲ့နေတယ်ဘယ်ပုပ်ကိုရှိနိုင်လဲဘယ်ဘယ်သူရှိနိုင်လဲဒုက္ကတိအဟိနာရှိတဲ့အတွက်ကြောင့်အရုပလေးပုံမှာတိဟိတ်တမျိုးပဲရှိတယ်တိဟိတ်ရှိတယ်ဒုက္ကတိအဟိဆိုတာဉာဏ်ရင်မပါဘူးဉာဏ်ရင်အပြည့်ရှိတယ်အဲ့ဒီမှာကြီးကနာရှိတယ်နာနဲ့မှအပြည့်ရှိတယ် နော်ဒါကြောင့်မလို့မြမဘုံ20ထဲမှာအတ္တညတ္တဘုံမှာအပါ16ဘုံစလုံးမှာတိခိတ်တစ်မျိုးပဲရှိတယ်လို့မှတ်ထားဒီတဘုံထဲမှာသာဒုက္ကတိအခိတ်တစ်မျိုးရှိတယ်အဲ့ဒါလို့ဒီမှာဇရဝတဥဟာတည်လို့ရှိရင်ဘယ်ဘုံမှာဘယ်ပုံကူမျိုးဖြစ်သွားသလဲဆိုတာကိုအစ်ဆရာတို့က ဟောပြောပေးမှာဖြစ်တယ်နော်အဲ့ဒါကိုဘုံဌာနအရာရှိတယ်ဘာလဲပုဂ္ဂိုလ်လို့ခေါ်တယ်ကဲနောက်နောက်ပုဂ္ဂိုလ်တမျိုးရှိတယ်ပုဂ္ဂိုလ်တမျိုးပုဂ္ဂိုလ်တမျိုးဆိုတာကအဲ့ဒါလည်းသိဖို့လိုအပ်တယ်အဲ့ဒီပုဂ္ဂိုလ်တမျိုးရှိပြီးရင်တော့ဒါဒီ30ပုံမှာရှိတဲ့ပုဂ္ဂိုလ်နှမျိုးပဲဆရာပြเนาะခု သောသောကပြတာကဘာနဲ့ပြလဲဆိုရင်ဒုက္ကတိအာဟိပုထုဇဉ်လေးမျိုးရှိတယ်နော်အရိယဘုရားမဖြစ်တဲ့ပုဂ္ဂိုလ်ဒုက္ကတိအာဟိဒွိဟိတိဟိနော်ဒုက္ကတိဆိုတာအပယ်လေးပုံသားအဲ့ဒီကုဆရာပြမဲ့ပုဂ္ဂိုလ်က30ဘုံမှာရှိတဲ့ပုဂ္ဂိုလ်ကနောက်ဘယ်လိုမျိုးပါလဲဆိုလို့ရှိရင်ပရိသေတေဘုံကိုကြည့်ပြီးတော့က မြတ်စွာဘုရားကပုပ်ကို၄မြို့တခါခွဲပြတယ်။ဒါလည်းသိဖို့လိုအပ်တယ်။အဲ့ဒါကိုသိမှလည်းပဲဆရာတို့ကပြည့်စုံမှာနောက်ထပ်ပုပ်ကိုကတော့ဒီပုပ်ကို၄မြို့ရှိတယ်နော်။30ဘုံမှာရှိတဲ့ပုပ်ကကိုဗရိတ်တည်တည်တဲတဲ့ပုံမှာမူတည်ပြီးတော့ပုပ်ကို၄ရှိတယ်ဆိုတာကိုသိမှဘဝတစ်ခုကိုဆရာတို့ကတန်တရားဆိုတာ ပျောက်သွားတယ်နော်အဲ့ဒါကတော့တန်တိတဇတရဝါတဲ့ကြားဘူးပါတယ်တန်တိတဇတရဝါတန်တိတဇဆိုတာကအဲ့ဒီတရဝါတွေကအဖေအမေမလိုဘူးနော်အဖေအမေရှိဖို့မလိုဘူး ီဘဝကနေပြီးတော့ကတည်သွားလို့ရှိရင် နောက်ဘဝမှာသဘင်ွားကြတယ်မှာစေးချွဲတဲ့နေရာလေးတွေမှာပရိသတ်တွေတဲပြီးတော့ကသေးသေးလေးသွားပေါ်တာဘွားကနေဆိုသွားပေါ်တာဒီကတည်ပြီးတာနဲ့ပြန်ကဘွားကနေဆိုသွားပေါ်တာသေးသေးလေးပေါ်လာအဲ့ဒီကနေတဖြည်းဖြည်းဖြည်းကြီးသွားတာအဲ့ဒါတန်တေတစားလို့ခေါ်တယ်နော်နောက်တစ်ခုက ဩပပတိကလို့လည်းခေါ်တယ်ဥပပတ္တဥပပတ္တဝါတဲ့ဒါက30ဘဝရှိတဲ့ပုဂ္ဂိုလ်၄မျိုးပေါ့နော်ပုဂ္ဂိုလ်၄မျိုးတဲ့ဒီပေါ့သံတေတဇတဝါတဲ့ဥပပဥပပတ္တဝါဆိုတာကသူလည်းအဖေမင်းမလိုဘူးဥပပတိဆိုတာအဖေမင်းမလိုဘူးဒီဘဝမှာတည်ပြီးလို့ရှိရင် နောက်ဘဝမှာဘွားကနေဆိုအရွယ်တိုင်းသွားပေါ်တာ။ तू နဲ့ဘာကွာသလဲလို့ဆိုလို့ရှိရင် तू ကသေးသေးလေးပေါ်တာ။စွတ်စွစေးချွဲတဲ့နေရာမှာ။နော်ဥပမာဇင်ဇမာနဖះကိုလို့တဲ့ဇင်ဇမာနကမကြည့်ပင်ကွာကြတယ်မှာ။လာပေါ်တဲ့အမျိုးသမီးဦးဝဲလေးပေါ့။အဲ့ဒါကိုတိတ်တိတ်တည်းကမွေးပြီးတော့ဖះကို သူကဆွဆွဲခိုင်းတာတန်တိတစပဲသူလေเนาะယင်းတို့တချို့ရှိပါလေလောင်းလန်းတို့ပါတို့ပေါ့เนาะတန်တိတစလေးတွေရှိတယ်ဥပပတ်တော်ဟာဆိုတာကြတော့သူနဲ့ဘာကွာလဲဆိုဘွားနဲ့ချင်းပေါ်တာချင်းတော့တူတယ်ဒါပေမဲ့သူကအယွေအတိုင်းသွားပေါ်တယ်ကြီးစရာမလိုတော့ဥပမာပြိတ်တာတို့ငရေသားတို့ဆိုရင်ဥပပတ်ဘွားတယ် ူကပြိတ္တိတဲ့အဖေးအမေမလိုတော့ဘူးပြိတ္တိတဲ့တဲသွားတယ်ဥပပတရဝပုံကူတည်းရှိတယ်။နောက်ဇလာပုစတရဝတဲ့ဇလာပုစဇလာပုစတရဝဆိုတာကတော့လွယ်ပါတယ်။အဲ့ဒါကမိခင်နဲ့ဖခင်တို့ရဲ့ပေါင်းစပ်ပြီးတော့ fertilize ဖြစ်တဲ့မိခင်ရဲ့ သားအိမ်ထဲမှာဒရေတဲပြီးတော့ကဖြစ်တာဒါဆရာတို့အဲ့ဘဝကူးရကြတော့ဆရာအပြည့်စုံပြောမှာနော်အဲ့တော့ပရိသေတဲပြီးတော့အဖေအမေရဲ့တွေးသားကိုပေါင်းစပ်ပြီးတော့မှပရိသေတဲတဲပြီးတော့ကမွေးရတာလူတို့လိုမြင်းတို့လိုဒါကိုဇလာဘုဇသတ္တဝါလို့ခေါ်တာနော်မိခင်ရဲ့သားအိမ်ထဲကနေပြီးတော့ပရိသေတဲပြီးတော့မွေးဖွားတဲ့သတ္တဝါကိုဇလာဘုဇသတ္တဝါလို့ခေါ်တယ် နောက်တကအန်ဒဇသတဝါတဲ့နော်အန်ဒဇသတဝါကြတော့ဓာတ်ရိုက်မွေးတာမဟုတ်ဥဥရပဲအဲ့ဒီဥတဲ့ပံမှပရိသေတွေတဲပြီးတော့ပေါက်ပွားလာတာဟိုဒါဥကပေါက်တာပေါ့နော်တစ်တို့ဘာလို့ဘဲလို့သိတာပါလေအန်ဒဇသတဝါလို့အဲ့ဒီလိုလေးဆရာတို့ကမှတ်ပြရမယ် ဒါမှတချို့ကဒီကိုမြင်နေတဲ့ဒီလင်းမျိုးတွေမှာဆိုရင်အတ္တဇကိုတော့လူတွေတွေ့နေတယ်စစ်တူငှက်တူကိုနော်ဇလာဘူးဇာဆိုရင်လည်းကိုကိုတိုင်းလည်းဇလာဘူးဇာပဲဒါပေမဲ့တန်တေတဇနဲ့ဥပပတ်ကိုနားမလည်ဘူးလို့ဆိုရင်အဲ့ဒါဝိညာဉ်လောကကြီးနားလက်ရောက်သွားတယ် ဝိညာဉ်လောကဆိုတာအဲ့ဒါပဲဒီနှစ်ခုကိုနားမလည်တဲ့အတွက်ကြောင့်ဝိညာဉ်လို့မှားယွင်းစွာအယူဆလွဲသွားတာဒါကြောင့်လို့လောကနယ်ပယ်မှာကိုမကြုံဘူးမတွေ့ဘူးသေးလို့ဒါမရှိဘူးလို့မအောင်မင်းတဲ့ကိုညာမမီသေးလို့ဒါဒီလိုသဘောထားပဲဒါမြတ်စွာဘုရားဟောတဲ့တရားတော်တရားလေးသိင်ချင်းနဲ့ကဘာတဲ့ပါရမီကိုဖြည့်ပြီးတော့ဟောပြီးတော့ ကိုယ်တိုင်တွေ့တာကိုမှဟောတာတဲ့ကိုယ်တိုင်မတွေ့တာတွေတခုလေးမှမဟောဘူးတဲ့ဒါကိုယ်တိုင်တွေ့မြင်လို့ဟောခဲ့တာနော်တကယ်အမှန်တရားတွေဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်၄မျိုးကို30ပုံမှာရှိတယ်ဆိုတာကိုဆရာဒီဒီအဆုံးသတ်ပြီနော်ကဲတန်တေတဇတရဝဟာဘယ်တန်တေတဇတရဝသည် 30တမဘယ်ပုံသားတွေလဲဘယ်မှာတန်တိတစရှိတယ်လဲလို့ပြောမယ်ဆိုရင်အပယ်၄ပုံသားအနေဆရာစပြောမယ်အပယ်၄ပုံသားတွင်ပန္တပြဩပပတိကသရဝါဒီလို့မှတ်ရမယ်တခုလည်းပဲရှိဥပပတ္တရဝါဒီနော်အပယ်၄ပုံသားတွေမှာအဖေအမေမရှိဘူးအဖေအမေရှိရင်သူကဇိတ်ကြနေဦးမယ်ချောပဲလူတဲ့ငရဲကြတယ်ဆိုပြီးတော့အမေအဖေအမေသွားချောနေလို့ဘယ်ဖြစ်မလဲတဘာဝတရားကြီး နော်ဥပပတ္တဝါလေးသူကဘယ်လိုဥပပတ္တဝါလဲဆိုတာဘဝကုတဲ့ကြာရင်ပိုရှင်းမယ်ပြမမန္တမြဥပပတ္တဝါလေးဟောဒီကြားလေးဥပပတ္တဝါလေးနော်ဥပပတ္တိကလာလို့ဥပပဥပပတ္တိကတ္တဝါလို့ခေါ်တယ်ပြမလေးအကုန်လုံးမန္တမြဥပပတ္တဝါလေးနော်တန်တေတ္တဇရှိဘူးပြမလေးမှာဇလာပုဇာမရှိဘူးအန္တဇမရှိဘူး ငရဲသားဒီမှာတန်တိတစမရှိဘူးဇလာပူဇာမရှိဘူးအန္တဇမရှိဘူးဒီတမျိုးတွေပဲရှိတယ်။နောက်စတုမာတဲ့ဘုံသားမှာအပဟောဒီတာဝရဏယာမတုတ္တနေမနတတိတေဟာဩပပတ်ဥပပတ်ရဝါဒီနတ်ဖြစ်သွားတယ်ဆိုတာအဖေမီမွေးလို့ဖြစ်သွားတာမဟုတ်ဘူး။နော်ဒါကြီးကအကုန်လုံး လူပြည်ကနေပြီးတော့တေသွားလို့နှက်ဖြစ်တော့မှဆိုဘွားဆိုဆက်ချုံနဲ့အပြသွားဖြစ်တာကြီးစရာမလိုဘူးနှုတ်တိုက်စရာမလိုဘူးเนาะဒါဥပပတ်သရဝါလေးစရာတရားစတုမာတဲ့ဘုံသားတွေကတော့သူကမြေကြီးနဲ့လည်းပတ်သက်တယ်လို့ဆိုတဲ့အတွက်ကြောင့်စတုမာတဲ့ဘုံသားတွေတချို့ဟာတွေကြတော့ဘာတွေလဲဆိုလို့ရှိရင် တန်တီတစားလည်းရှိတယ်ဥပပလည်းရှိတယ်ဇလာပုဇာလည်းရှိတယ်အန္တဇာလည်းရှိတယ်။နေရပြီးတော့တရိษံတွေတရိษံတွေက၄မျိုးစလုံးရှိတယ်။တရိษံရဲ့ပြိတ္တာတွေဟာတန်တီတစားလည်းရှိတယ်ဥပပလည်းရှိတယ်ဇလာပုဇာလည်းရှိတယ်အန္တဇာလည်းရှိတယ်လို့ပြထားတယ်နော်။လူတွေတရိษံတွေပြိတ္တာတွေဒါ၃၁ပုံသားမှာဟော အဲ့ဒီပုံကိုလေးမျိုးလေးပဲပဲရှိတယ်ဆိုတာလေးဒီကို နားလည်ဖို့လိုပါတယ်လို့เนาะကဲအဲ့လိုဆိုရင်ဒီကနေ့သေးသည့်ဤအခြားမဲ့ဘဝများကို နားလည်သဘောပေါက်ဖို့အတွက်30ပုံနဲ့အဲ့ဒီ30ပုံမှာရှိတဲ့ပုံကိုနှမျိုးကိုဆရာကဒီကနေ့ရှင်းလင်းပူကြခြင်းဖြစ်ပါတယ်ပုံကိုနှမျိုးကတော့ ထမတမျိုးကတော့ပုထုဇဉ်၄မျိုးဒုတိယကတော့တန်တေတဇဥပပတ္တိပဇလာဘူးဇာနဲ့အန္တဇပုဂ္ဂိုလ်ဖြစ်ပါလေလို့နော်